တချင်ပြည်နယ်ဖက်ကန်းမြို့နယ်စိုင်းတောင်ကျေးရွာအုပ်စုမမုံစံပြကျေးရွာအတွင်တရားမဝင်ကြောက်စိန်တူးဖော်ရန်အတွက်ဒေသခံပြည်သူတွေရဲ့နေအိမ်များတပတ်အတွင်းအပြစ်တပ်ရှေ့ပြောင်းကြရန် KOKA လက်နက်ကိုင်အဖွဲ့နဲ့ကြောက်စိန်တူးဖော်ရေးကုမ္ပဏီတွေကအတင်းအကျပ်လှုပ်ဆောင်နေရလို့ဖက်ကန်းမြို့နယ်သူတွေထံကနေသိရပါဗျာ။ ဆိုင်းတောင်ကျေးရွာအုပ်စုမုံမုံစံပြကျေးရွာမှာနေထိုင်တဲ့တေဒခန့်ပီတူတွေရဲ့နေအိမ်ခြံဝန်းများမှာတရားမဝင်ကြောက်စိန်တူးဖော်ရန် KIOKA လက်နက်ကင်အဖွဲ့နဲ့တရားမဝင်ကြောက်စိန်တူးဖော်ရေးကုမ္ပဏီတွေက နေအိမ်ခြံဝန်းများအတွက်နေနာကျေးအဖြစ်စက်သိန်း40ပေးကလာမယ့်10ရက်နေ့မှာအလုံးအပိသက်ပြောင်းရွှေ့ရန်ဈေးဆိုကြိမ်းပေါင်းပြောဆိုခဲ့ကြရီလို့မုံမုံစံပြကျေးရွာနေသူပီတူတို့ကပြောပါရယ် ကျွန်တော်တို့မမုံစံပြကြေးရွာကဒေတာခံပီတူတွေအားလုံးဇေယျနေ့မှာအပြည့်ရွှေ့ပေးရမယ်မရွှေ့တဲ့တူတွေကိုကန်ရီဘီဒီရဲ့အဖွဲ့ရဲ့ဆွေးထုတ်တာခံရမယ်တဲ့အိမ်ချမ်းဝန်းအတွက်နိနာကျေးအနေနဲ့3 40ပဲရမယ်ကြိုက်ကြိုက်မကြိုက်ကြိုက်သူတို့ပြောတဲ့အတိုင်းလုပ်ပါတဲ့တမတ်တရဲ့မရောက်ခင်အကုန်ရွှေ့ကြပါလို့ပြောတယ်ကလန်ကစံလုတ်တဲ့တူတွေကိုတော့တာဝန်ယူမှာမဟုတ်ဘူးဆိုပြီးစေးစုချိန်ပေါင်းသွားတယ်လို့အမိမဖော်လူတူဒေတာခံတူကအတည်ပြုပြောဆိုခဲ့ပါတယ် အဆိုပါဒေတာခံပြည်သူများမှ၎င်းတို့ရဲ့နေအိမ်ခြံဝန်းများမှနိုဘာ၁၀ရက်နေ့မှအပြစ်သက်ရှေ့ပြောင်းရန် KOKA တပ်မဟာကိုလက်အောက်ခံမြို့နယ်မှုနဲ့ KPDF ကောင်ဆောင်တို့ကဦးဆောင်ပြီးလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဖကန်းမြို့နယ်စိုင်းတောင်ကျေးရွာအုပ်စုမမုံစံပြကျေးရွာမှာ KPDF ပူပေါင်းအဖွဲ့နဲ့ကုမ္ပဏီအချို့က အကျူးတူကြောက်စိမ်းတူးပေါ်မှာဖြစ်ပြီးဒေတာခန့်ပြည်သူတွေရဲ့နေအိမ်နဲ့ခြံဝန်းများရဲ့နှစ်နာကျေးအနေဖြင့်စက်သိန်း40ဘေးကကံခါအောက်ဘက်ချမ်းမှာလူတွေပြန်လည်နေထိုင်ရန်အတွက်မြေကွက်ချပေးထားတယ်လို့မမုံစံပြကျေးရွာနေသူတို့ကထိတ်တွန်းပြောပါတယ်ရှိပြောင်းခတ်ဖို့လို့ရှိတဲ့ငွေလေးပေးပြီးကျမတို့ကိုမကောင်းတဲ့နေရာမှာပြောင်းခိုင်းတယ်ကျမတို့ပြည်သူတွေအဖို့အရန်နစ်နာတာပေါ့ ိမ်ကြီးအိမ်ကောင်းနေနေတဲ့တူရောတိဆောက်နေတဲ့တူရောအကုန်လုံးကိုရှစ်ပြောင်းစိတ်ဖို့တိ40ပဲပေးတယ်မတရားသဖြင့်လုပ်နေတာကိုဘလို့မှမကျေနပ်တော့ပါနေစရာပြန်ပေးတဲ့နေရာကလည်းကံခါအောက်ဘက်ချမှာမြေကွက်ရဖို့အစီဝဲတက်ရမိတဲ့ပြီးတော့မြေကွက်ကိုလည်းမင်းနိုင်စနစ်နဲ့သွားမှဟုတ်တယ်ဘယ်သူမှမကျေနပ်ပေမဲ့လေကူရေကဘာမှမတတ်နိုင်ဘူးလို့၎င်းကရှင်းပြပါရယ် ဖကန်းမြူနယ်မှာ KNYPDF ပူပေါင်းအဖွဲ့နဲ့တရားမဝင်ကြောက်စိန်တူးဖော်ရေးကုမ္ပဏီတွေပူးပေါင်းပြီးဒေသခံတွေရဲ့လူနေအိမ်ချမ်းဝူးများအတွင်ကြောက်စိန်တူးဖော်ခြင်းတွေပြုလုပ်ခဲ့ပြီးဒေသခံပြည်သူအများအပြားရွှေ့ပြောင်းပေးခဲ့ရတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားခဲ့ပြီးရွှေ့ပြောင်းပေးခဲ့ရတဲ့ပြည်သူတွေရဲ့နေအိမ်အဆောက်အအုံတန်ဖိုးတွေကိုကာလာပေါက်စိန်နှုံများဖြင့်ပေးဆောင်ခြင်းမျိုးလုံးဝမရှိခဲ့ပဲ၎င်းတို့တတ်မှတ်ပေးတဲ့တန်ဖိုးငွေကြေးဖြစ်တာပေးရတဲ့အပြင် တာတနာနေမြေတင်းကျိုင်းနေမြေတွေပါမကြံကြောက်စိမ့်တူးပေါ်ချင်းတွေပြုလုပ်ခဲ့တယ်လို့ဒေတာခန်တွေပြောဆိုမှုအရသိရပါဗျ။